ားလုံးပဲမင်္ဂလာပါအခုရှင်းပြပေးမှာကတော့ကွန်ပျူတာမှာကျွန်တော်တို့ software တွေ install လုပ်တဲ့ခါကျရင်ဒီလိုမျိုးပေါ့နော်အဲဒီလိုမျိုးပေါ်တော့ပေါ့နော် Microsoft Defender Smart Screen ဆိုပြီးတော့ပေါ်တော့ပေါ့နော်အဲအဲ့ဒီဟာကိုကျွန်တော်တို့မပေါ်ရအောင်ကျွန်တော်တို့ပိတ်ပဲရမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီပိုင်လိုက်ပိတ်တဲ့နေရာသွားပေါ့နော် ြီးရင်ဒီမှာ app browser control ဆိုတာကိုနှိပ်မယ်အဲပြီးရင်ဒီမှာ protection setting ဆိုတာလေးကိုနှိပ်မယ်အဲဒီဟာလေးပိတ်ထားရမှာပေါ့နော်အဲပြီးပြီဆိုရင်ကျွန်တော်တို့ပြန်ဆန်းကြည့်မယ် အကုစင်တော့မပေါ်တော့ဗောနော်အားလုံးစင်ပြေမယ်လို့မြင်လို့ပါတယ်